မင်္ဂလာပါရှင်။ Canology Time သတင်းဌာနရဲ့မတ်လ23ရက်ကြာတာဒီနေ့ရုပ်သံသတင်းကိုပြန်လည်တင်ဆက်ပေးပါရမယ်။စစ်ကောင်စီက Kamikaze လို့ခေါ်တဲ့အသေခံ drone တွေကိုအသုံးပြုပြီးအရက်သားတွေကိုပြစ်မှတ်ထားတိုက်ခိုက်လာပါတယ်။မော်ချီဒေသမှာလေကြောင်းရန်ကာကွယ်ဖို့ဘုံခုချင်းမဖြစ်မနေတူထားဖို့ KNSO ကတိုက်တွန်းထားပါတယ်။ဒီမိုကရေစီနဲ့လူအခွင့်အရေးဆရာတည်တံကို KNYO က12ရက်ကြာပို့ချပေးခဲ့ပါတယ်။ ဖရူဆိုမြို့နယ်အရှိချမ်းကဆစ်ဆောင်စခန်းတွေမှာတောက်တုံးရေပြက်လက်နေပြီးအကူအညီတွေလိုအပ်နေပါတယ်။စားသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ရှင်။ပြခဲ့တဲ့မက်ချ်လာလေးရနေမှာစကောက်စီကဒီမိုဆူမြူနဲ့အနောက်ဖက်ချမ်းမာရှိတဲ့စစ်ဆောင်လူထုတွေနေထိုင်ရာအရက်ကိုအသေးခံ drone လို့ခေါ်တဲ့ခမီခစင် drone နဲ့စင်းနဲ့အသုံးပြုတိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုကြောင့် drone ချရောက်ခဲ့တဲ့တောင်ကုန်းကမီးဆွဲလောင်သွားခဲ့ပြီးလူထိခိုက်မှုတော့မရှိဘူးလို့မျက်မြင်တွေ့ရှိခဲ့တဲ့သူတို့ကပြောပါတယ်။ စစ်ကောင်စီတပ်ကတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားရမှာခမီခဇန် drone တွေကိုအသုံးပြုတိုက်ခိုက်တာရှိပေမဲ့အခုလိုမျိုးအရက်သားတွေကိုတိုက်ခိုက်တဲ့နေရာမှာအသုံးပြုတာကပရမဆုံးအကြိမ်ဖြစ်ပါတယ်။ Greeny ပြည်မှာတွေ့ရတဲ့စစ်ကောင်စီရဲ့ခမီခဇန် drone တွေဟာ အသေးစား drone လေယာဉ်အွယ်အစားလောက်ရှိပြီးကိုယ်ထည်ကိုဖော့ဖြူနဲ့ပြုလုပ်ထားပါတယ်။ပောက်ခွဲစေနိုင်တဲ့ဖောက်ခွဲရေးပစ္စည်းတွေကိုတပ်ဆင်ထားတာက ြစ်မှတ်ကိုတိုက်မိတဲ့အခါမှာတော့နောက်ွယ်စေတဲ့အသေးခံ drone တစ်မျိုးဖြစ်ပါတယ်။မက်ရှလာ9ရက်နေ့မှာလဲရှန်ဂရီနီနဲ့ဆက်မိုးပြဲတိုက်ပွဲမှာ စစ်ကောင်စီကခမီခတ်စဲအသေးခံ drone တွေစတင်အသုံးပြုလာတယ်လို့အမတ်တထောက်တက်တဲ့ရင်မိုးပြဲပြည်သူကာကွယ်ရေးတပ်တာဝန်ရှိသူတွေကပြောပါတယ်။တော်လည်တပ်ဖွဲ့တွေဟာ drone ရန်ကိုကာကွယ်နိုင်တဲ့ဂျာမန်စနစ်ကိုသူတွင်ကြကြမတုံးနိုင်သေးတယ်လို့ခမီခဇန် drone တွေကိုပါစစ်ကောင်စီကအသုံးပြုတိုက်ခိုက်လာတာကြောင့် စစ်စစ်ရေးမှစိတ်ခေါ်မှုပိုရှိလာစေတယ်လို့ဆိုပါတယ်။ဒေသခံလူထုတွေအနေနဲ့ဘေးအဒီရေလုံခြုံရေးအတွက်နုံနုံကြကြရှိဖို့နဲ့ပုတ်ခုချေခက်ခိုင်မမဆောက်လုပ်ထားဖို့ကိုလည်းသက်ဆိုင်ရာနေမြေလုံခြုံရေးအဖွဲ့ကအသိပေးနှိုးဆော်ထားပါတယ်။ဖောင်ဆောင်မြို့နယ်မော်ချီဒေသမှာစစ်ကောင်စီရဲ့လေကြောင်းရန်ကိုကာကွယ်နိုင်ရေးအတွက်ဘုတ်ခုချင်းမဖြစ်မနေတူထားဖို့နဲ့လုံခြုံရေးတတိဝရိယရှိကြဖို့ကို ဂရင်းနီအမျိုးသားစီလုံးညီညွတ်ရေးအဖွဲ့ KNSO ချဲ့ဖြူကတိုက်တွန်းထားပါတယ်။ပြီးခဲ့တဲ့မတ်လ9ရက်နေ့ကမော်ချီအဝင် အမနစ်ဂိတ်အနီးဝန်းကျင်ကိုစစ်ကောက်စီကလေကြောင်းနဲ့ဘုံးနှလုံးတိုက်ခိုက်ခဲ့တာပါ။အဲ့ဒီတိုက်ခိုက်မှုမှာတော့အယက်သား2ဦးထိခိုက်သေးဆုံးခဲ့တဲ့အပြင်တပ်ဖွဲ့ဝင်တချို့လည်းထိခိုက်သေးဆုံးမှုရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီဖြစ်စဉ်ပြီးတဲ့နောက်မှာတော့မတ်လ10ရက်နေ့ရက်စွဲနဲ့မော်ချီဒေတာမှာရှိတဲ့ဘျူဟာတက်ရင်တက်ခွဲဒေတာခံပြည်သူ စစ်ဘေးရှောင်တွေအားလုံးကိုလေကြောင်းရန်ကနေတတိထားကာကွယ်နိုင်ဖို့အတွက်လိုင်းနာဆောင်ရွက်ရမယ့်အချက်၉ချက်ကိုထုတ်ပြန်ထားပါတယ်။တဆရာတက်ရင်တက်ဖွဲ့မိဘပြည်သူတွေအနေနဲ့ဘုံခုကျင်းတွေကိုတူထားဖို့အကြောင်းမဲ့ခီးသွားလာတွေကိုမပြုတ်လောက်ကြဖို့အရေးပေါ်ကိစ္စရကြောင်းသွားလာလို့ရင်တဆရာကိုအကြောင်းချားပြီးမှသာသွားလာဖို့လူစုလူဝေးမပြုတ်လောက်ကြဖို့တာရင်းနာရေးကိစ္စတွေမှာလူစုလူဝေးနဲ့စုစည်းမနေထိုင်ကြဖို့ အရေးပေါ်တုတ်ပြန်ချက်ကိုလိုက်နာကြဖို့ကိုအတိပေးထားပါတယ်။ဒါအပြင်သက်ရင်သက်ဖွဲ့တွေအနေနဲ့တာဝန်နဲ့သွားလာမယ်ဆိုရင်ယူနီဖောင်းဝတ်ချဖို့နဲ့တာဝန်မဟုတ်ရင်ယူနီဖောင်းတနက်ယူဆောင်ခွင့်မပြုဘူးလို့ဆိုထားပါတယ်။မဲဆဲမြင့်နဲ့တွင်တနေရမှာလူငယ်တွေအတွက်အဓိကရည်ရွယ်ပြီးဒီမိုကရေစီနဲ့လူအခွင့်အရေးဆရာတည်ရန်ကိုဂရင်းနီ အမျိုးသားလူငယ်အစည်းအရုံး KNYO ကနေဦးဆောင်ပြီးဆယ်ရက်ကြာကြာပို့ချဆောင်ရွက်ပေးခဲ့ပါတယ်။ မြပြည်ကအဖွဲ့အစည်းတွေနဲ့လူငယ်တွေကြားသိမြင်နားလည်တဲ့နိုင်ငံရေးဆိုင်ရာပညာရပ်တွေနဲ့ဆက်ဆက်ချက်တွေကိုမျှဝေလိုတဲ့ရည်ရွယ်ချက်နဲ့တည်ရန်ကိုပြုလုပ်ရတာဖြစ်တယ်လို့ KNYO ဘဟုကော်မတီဝင်ဖြစ်တယ်လို့တည်ရန်တာဝန်ခံဖြစ်တဲ့ခူးဆူရဲက Kendrawadi Time ကိုပြောပါရယ်။ဒါအပြင်တည်ရန်ပြီးမြောက်သွားတဲ့တည်ရန်သူတည်ရန်သားတွေအနေနဲ့လူမှုအတိုင်းအဝိုင်းမှာ ပြည်လဲကူညီဆောင်ရွက်သွားနိုင်ဖို့အတွက်လည်းရည်ရွယ်ထားတယ်လို့ခူးဆူရဲကပြောပါရယ်။ တည်ရန်ကာလကိုပြီးခဲ့တဲ့ February လ28ရက်နေ့ကနေ March လ17ရက်နေ့အထိ12ရက်ကြာတင်ကြားပို့ချပေးခဲ့ပြီး March လ12ရက်နေ့မှာတော့တည်ရန်စစ်ပွဲကိုပြုလုပ်ခဲ့ပါတယ်။အဲ့ဒီတည်ရန်ကိုတည်ရန်သူတည်ရန်သားစုစုပေါင်း22ဦးတက်ရောက်ခဲ့ပြီး KNYO အဖွဲ့ဝင်နဲ့တတိပညာရှင်တို့ကပညာရပ်ဆိုင်ရာအခြေခံအကြောင်းအရာတွေကိုမျှဝေပို့ချပေးခဲ့ပါတယ်။ခရူဆိုမြို့နယ်အရှိတ်ဖက်ချမ်းမာရှိတဲ့စစ်ဘေးရှောင်တွေဟာ ခုနှစ်ရေရှားပမှုပြဿနာကိုပြီးခဲ့တဲ့နှစ်ကထက်စောစီးစွာကြုံတွေ့နေရပြီးတောက်သုံးရီပြက်လက်နေပြီဖြစ်တာကြောင့်အခုညီတောင်းခံလိုတယ်လို့စစ်ပေးရှောင်းတွေကပြောပါရယ်။ပရူဆိုမြို့နယ်အရှိဖက်ချန်ကဒေသခံတွေနဲ့စစ်ပေးရှောင်းတွေဟာနေ့စဉ်နေရာတီရေရှားပတဲ့ပြဿနာနဲ့ကြုံတွေ့နေကြရတာပါ။အခုမက်ရှလထဲမှာပဲတောက်သုံးရီအရင်မြစ်တွေကခန်းချောက်သွားတယ်လို့စစ်ပေးရှောင်းတူဦးကပြောပါရယ်။အခုလိုနေရာတီရေရှားတဲ့ပြဿနာဟာအစိုးရအဆက်ဆက်ကဖြစ်ခဲ့ပြီး ရေသူရေရှည်စီမံကိန်းဆောင်ရွက်ခဲ့ပြီးမဲ့မအောင်မြင်ခဲ့ဘူးလို့ဆိုပါတယ်။စစ်ဘေးရှောင်အပါဝေးကြီးရွာခန့်အများစုဟာသက်ရှင်တဲ့တောက်သုံးရေမရရှိတာတောက်သုံးရေမဖူလုံလာတွေကြောင့်ညဉ့်ညံတဲ့ရေနီကရေကိုသာသုံးဆွဲနေကြရပါတယ်။လက်တလုံးမှာတော့ဖရူဆိုမြင့်ရဲ့အရှိဖက်ချန်ကကြီးရွာပေါင်း48ရွာအထိရေရှားပမှုပြဿနာတွေနဲ့ရင်ဆိုင်နေရပြီးလူဦးရေအားဖြင့်တပေါင်းခွဲအထိအခုနှစ်လူရာသီမှာရေရှားပမှုပြဿနာကိုကြုံတွေ့နေရပါတယ်။ ကင်ထရဝတီထိုင်းရုပ်သံတင်ကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကျန်းမာပေးကင်းကြပါစေရှင်ကျမမွန်ညာမှာပါ